င်္ဂလာပါရှင်တဲတော့ပိုင်းတထောင်းမောင်ချင်းနဲ့ကြူလို့ပါရှင်ဒီနေ့မှဆိုရင်ကျမကလေဗီဒီယိုကတော့လေဟိုပေါ့အဲတိုက်တယ်ရောမတက်မထားဘူးပေါ့နော်မတက်မထားဘူးအဲ့တော့ဒီဗီဒီယိုလေးကိုမြင်လာတဲ့ တင်ဒီဗီဒီယိုလေးကိုမြင်မယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကတင်တဲ့တက်ဆိုင်တယ်လို့တော့ယူဆလိုက်ပါပါတော့အဲဒီမှာပါတဲ့ကမှာပါတဲ့အကြောင်းအရာလေးကိုကျွန်မပြောပြပါမယ်အခြေအနေလေးပါစင်ပါမယ်ပေါ့နော်အဲအခြေအနေလေးပါစင်ပါမယ်အဲကိုယ့်ရဲ့အလုပ်ကံငွေကြေးပေါ့နော်အဲဘာလေးထွက်လာမလဲပေါ့အဲ့ဒါလေးကျွန်မကြည့်ပေးမယ်အဲ့တော့အဲတင်အဲတင်တဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ဒီရေတင်တဲ့တက်ဆိုင်တဲ့ဗီဒီယိုလေးဖြစ်တယ်ဆိုတော့အကြောင်းပြောပြမယ်ပေါ့နော်အဲ့တော့တင်အန်နဂျီကိုကျွန်မကြည့်ပေးမယ်အဲ့တော့တင်လက်ရှိပါလေးလက်ရှိ energy ဘယ်လိုရှိလဲပြီးတော့မှ အဲဘာတွေဖြစ်ဖို့ရှိရဆိုကြည့်ပြမှာပေါ့နော်အဲ့တော့ခေါင်းစဉ်တော့တိတ်ပြီးတော့ရေရာတော့မရှိဘူးပေါ့နော်အဲ့တော့ကျွန်မကဘူးတင် energy ဆက်ကြည့်မှာနော်အဲ့တော့ခုဗီဒီယိုကြည့်ရသူလေးဒီနေ့ရေတွေကတော့တူလေးဖြစ်တယ်ပေါ့နော်အဲ့တော့အိုးစတားစတားဆိုတော့လေအဲ့တော့ ခုပြီးလို့လာကြည့်ရတူလေးရလေတချို့လေးချုံမလှပတဲ့သူလေးပါလိမ့်မယ်နော်ကိုယ့်ကိုအမြဲလှလှပလေးနဲ့နေတယ်ဆိုတဲ့အနေထားလေးတွေးရတယ်နော်ပြီးတော့ star mark ဆိုလဲကိုမျောလင်းချက်လေးရှိနေရဲ့တဲ့မျောလင်းချက်လေးရှိနေရဲ့ကိုမျောလင်းထားတဲ့အရာလေးပေါ့နော်ဒီမှာကြီးကိုမျောလုံးကိုမှတ်ပြီးမှကိုတွေးနေတဲ့အရာလေးရှိတယ် emotion တစ်ခုတော့ကျမတော့ခံစားမိရဲ့ကိုဖြစ်စင်တဲ့အရာလေးမှာဆိုကိုရဲ့ emotion တစ်ခု master list ကျဲလေးကျွေးကြသွားတာဆိုတော့လေတည်ကြတယ်တင်းဆန္ဒပြောင်းသွားလို့ရှိရဲ့ အမကြခင်ပြုတ်ရမှာဆိုအနေထားလေးပေါ့နော်ဒီမှာတွေ့နေရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်သင်စဉ်းစားနေတဲ့အကြောင်းအရာလေးကသင်တစုံတစ်ယောက်အကြောင်းသင်စဉ်းစားနေရမှာတွေ့နေရမှာသူနဲ့တစ်ခုစုံဆန္ဒပြုတ်ရခြင်းနဲ့ဆိုတဲ့အနေထားမျိုးသူစဉ်းစားအောင်နေရလေဖြစ်ကောင်းဖြစ်နေမှာပေါ့နော်သင်မိုးပေါ်လေးမော့ပြီးတော့မှလေစုတောင်းနေရတဲ့အနေထားလေးဒီမှာတွေ့လာမသိနော်စုတောင်းနေရတဲ့အနေထားမျိုးလေးတွေ့ရတယ်အဲ့တော့ တင်တစုံတစ်ခုစုတောင်းနေပြီဒီစုတောင်းနေမှာကြာခင်ပြည်လာမှာဆိုရင်အနေထားလေးပေါ့နော်အဲ့တော့ကျွန်မထက်ကြည့်ပုံမှာနော်ဗာလီများတွေ့အောင်မှာလည်းပေါ့နော်ဗာလီများတွေ့အောင်မှာကျွန်မထက်ကြည့်မယ်အဲ့တော့ခုပြိုကြည့်ရသူလေးတက်ကိုဗာလီ60ပြစ်မှာတွေ့ချင်ပါလေအိုးဟမ်းမောင်းတွေ့နေရပြီဟမ်းမဲကျွန်မနောက်ထပ်နှစ်ကပ်လောက်ထပ်ဆွဲလိုက်မယ်နော်နောက်ထပ်နှစ်ကပ်လောက်ထပ်ဆွဲလိုက်မယ်ဆိုတော့ ုကဲမက်ကနောက်တစ်ခါထပ်ဆွဲလိုက်ခေါင်းအော်ဒီလက်ရှိအနေထားမှာဆိုရင်လေအော်တေချာတဲ့ဟမ်းမက်အနေထားနဲ့တစုံပြောင်းတဲ့လုံးဝတန်ရုံးစင်ပြဲလို့နေပါရဖြစ်နေတာပေါ့နော်ဒီအနေထားကိုတင်ဆုတောင်းနေရတင်ဆုတောင်းနေရတစုံပြောင်းတဲ့လုံးဝဆက်ဆိုင်တစ်ခုอ่ะလေဟို ဟိုဘက်ကတော့လကောက်ဒီဘက်ကတော့လကောက်တေချာတော့တင်းဘက်ကလည်းနည်းနည်းလေးတန်ဟောဆင်ရှိရမယ်တခါသေးကြရင်စူတောင်းပင်မှာလည်းကိုကအရင်ကြီးရောဟိုဟိုခါကြရင်ကိုကိုအားအားဘလို့အားများတော့ဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တန်တောင်းနဲ့တောက်ရှားလဲမှာကွန်နက်ရှင်ကတန်ဟောဆင်ကပြတ်လို့နေပါဆိုတဲ့အနေနဲ့ဟမ်းမန်းအနေထားရှိတဲ့အနေထားကြောင့်တင်းစူတောင်းနေရတေချာတော့လက်ရှင်းတစ်ခုပဲအော်လက်ရှင်းတစ်ခုကိုတင်းစူတောင်းနေရပြန်လည်အဆင်ပြေခြင်းနဲ့ဆိုတဲ့အနေထားမျိုးလေး အထူးရောက်ကတ်မှာဆိုရင်ပေါ့နော်ဒီမှာတရားတရားနားလည်မှုတွေနဲ့ရယူပြီးတော့မှသွားချင်းနေဆိုအနေထားမျိုးတွေပေါ့နော်ဒီလိုနေထားလို့တင်ဆုတောင်းနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့တော့နိုင်ရော့ဖန်တီခဲတဲ့နိုင်ရော့ဖန်တီခဲဆိုတဖက်လူရှိကိုကလေအဆက်အသွယ်ကိုရချင်ပြီးတော့မှတဖက်လူနဲ့တွေ့ချင်နေတဲ့အနေထားမျိုးတွေလည်းတွေ့ရတယ်နော်တင်ရလေအတွေ့ရတယ်ဒီမှာဆိုရင် hierophant เนาะ hierophant အဲ့တော့ hierophant မှာဆိုလဲဒီလူမျိုးအတွက်เนาะကိုယ့်ရဲ့ကိုယ့်ရဲ့အခက်ခဲလေးတွေအတွက်ကိုယ့်ရဲ့အထက်လူကြီးတော်၎င်းပေါ့เนาะကိုယ့်ရဲ့ခင်မင်းင်းရဲ့သူစီရဲ့ကိုအတဉဏ်လေးရယူနေတာမျိုးပေါ့เนาะဘာဆက်လုံးရင်ကောင်းမလဲသူနဲ့ရောဟိုကိုယ့်နဲ့ခြားရမှာနည်းနည်းအဆက်တည်းပြတ်နေတာမျိုးပြောမယ်ဆိုလို့ရှိရင်အဲမတွေ့ရလဲကြာမတွေ့ရလဲကြာပြီးအဆက်တည်းတွေကပြတ်နေတယ် connection တွေလုံးဝမရတဲ့အခါမျိုးမရတဲ့အနေအထားမှာဘလို့ဆုံးဖြတ်ရမှန်းသူဖြစ်နေရတယ်။တေချာကတော့တစ်ဖက်လူကိုကလုံးဝပြန်တွေ့ချင်နေရညှော်လင့်နေရညှော်လင့်နေရပေါ့နော်တစ်ဖက်လူလည်းပတ်သက်ပြီးကိုယ့်ရဲ့ emotion လုံးဝညှော်လင့်နေရဆိုအနေအထားဆူတောင်းနေဆိုအနေအထားဒီမှာတွေ့ရတာတော့လေကိုအဲခုနပတ်သက်ပြီးကိုယ့်ရဲ့ညှော်လင့်ချက်ကိုလုံးဝရှင်းသန့်ခြင်းနေရအနေအထားတွေ့ရတယ် ါမဲ့ဒီမြောက်သား energy မှာဒီမာမြင်ကကျွန်မမြောက်သား energy ကိုမြင်မိရပေါ့နော်ဟမ်းမန်းမှာဆိုရင်သူ့ဘက်ကလည်းကိုနပတ်သက်တဲ့တန်ရောစင်ကလည်းနည်းနည်းလေးအရင်ကောင်းမှုနေပေါ့နော်တန်ရောစင်နဲ့တန်ရောစင်ကိုချင်းနေပြီးပြက်လူနေပါဖြစ်နေပြီဆိုတော့အနေထားလေးရောတွေ့ရတယ်အော်ဒီအနေထားကိုကိုတိုင်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတော့အနေထားကိုပုံစံတရားပေါ့နော်ကိုခင်မင်းရင်းနေတဲ့သူကိုဟိုကိုကိုနဲ့အသက်အရွယ်ကြီးတဲ့သူတစုံတစ်ယောက်ရှိမှာကိုကအကြံဉာဏ်ရလို့နေရဆိုတဲ့အနေထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ တော့မဆိုရင်အချင်းနဲ့ပတ်သက်ပြီးခုပြန်လဲအဆင်ပြေခြင်းလဲဆိုတဲ့အနေထားလေးတွေ့ရတယ်နော်အော်ဘယ်လိုပါဆက်ဖြစ်မလဲချက်ကြည့်မယ်နော်အဲ့တော့ဒီဗီဒီယိုရှိတဲ့သူတွေအချင်းနဲ့ပတ်သက်ပြီးတော့မှပါဆက်ဖြစ်မလဲဆိုတာသိကြပါတယ်ဟုတ်တယ်ကြားတော့ဇုံတယောက်နဲ့တင်ပြန်လည်ပြီးတော့အဆင်ပြေခြင်းနဲ့ဆိုတဲ့အနေထားလေးတွေ့ရတယ်ပေါ့နော် True Rocket အနေထားနဲ့လုံးဝပြန်လည်အဆင်ပြေခြင်းနဲ့ဆိုတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်မနောက်ထပ်၅ကလောက်ထပ်ဆွဲလိုက်မယ်နော် အဒီနေ့ဗီဒီယိုလေးက short video လေးဖြစ်ပါတယ် short video လေးဖြစ်ပါတယ် general လေးဖြစ်တယ်ဆိုတော့အားလုံးလည်း reasoning ဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့ဒါကတော့တင့်တွက်ပဲတင့်တွက်လို့ပြောထားတဲ့အတွက်ကတော့ reasoning ကတော့တော်တော်များဖြစ်မယ်လို့ကျွန်မမှတ်လင်းပါတယ်အဲ့တော့သူနဲ့သူနဲ့လျှောက်ကြမှာ80ဘာဆက်ဖြစ်ဖို့ရှိတယ်သိချင်ပါတယ်ဘာဆက်ဖြစ်ဖို့ရှိတယ်သိချင်ပါတယ်ဆိုတော့အဲယောဒီမှာ is okay is okay လေးကြားလာတယ် is okay အဲ့တော့ပြောမှဆိုရင်သူကိုယ့်ရဲ့ဒီအနေထားတစ်ခုပေါ့နော်စိတ်မကြိုပါလေဒီမှာဆို is work ကရေ for work ကမှာဆိုကိုယ့်ရဲ့ဒီအနေထားတစ်ခုကနေပြီးတော့မှအဲပြန်လည်ပြီးတော့မှအဆင်ပြေတဲ့အနေထားတစ်ခုကနေပြန်လည် is work ကအနေထားတစ်ခုပြန်လည်ရောက်ရှိမယ်ဆိုရင်အနေထားတွေးရတယ်ပေါ့နော် is work ကတော့အရင်ကြာလာဒီဘက်ထားလိုက်မယ်နော်တေချာလာတော့တင်းနဲ့သူနဲ့အဆက်တပြန်ရရှိရမျိုးတွေးရတယ်ဒါတချို့လေနောက်တစ်ခုတွေးရတာ ပြီးကျွန်မဗီဒီယိုကြည့်ရတဲ့သူတွေကမှ single လေးပါမှဆိုရင်အချစ်တရားအချစ်တပေါ့နော်တင်းလာပြီးတော့အချစ်တလာပြီးကန်းလန်းလာမျိုးနေထားဒါတော့တင်းရနေလေးစဉ်းစားအောင်မယ်ဆိုတော့ချက်ချင်းတော့တင်းလာမခံနိုင်နေထားဒီမှာကြည့် rocket အနေထားပါဆိုကန်းလန်းလာတဲ့အချစ်ချင်းမြေတားတွေကနည်းနည်းတင်းအချက်ယူပြီးစဉ်းစားနေရမျိုးပေါ့နော်ချက်ချင်းလက်မခံတာမျိုးဆိုအနေထားတွေ့ရတယ်နော်တစ်ဖက်သူအော်တစ်ဖက်သူကကန်းလန်းချက်ကိုကိုကလည်းစောင့်စားနေကိုလာပြီးတော့မှပြေဝချက်ချင်းမြေတားပြေဝလာပေးနေရနော် အော်ကျွန်မနောက်ထပ်၃ရက်ထပ်ဆွမယ်နော်အဲ့တော့တင်း အဲဘာလေးရှစ်ဆက်ဖြစ်ဖို့ရှိလဲဆက်ချက်ပါတယ်အဲ့တော့ခုဗီဒီယိုကြည့်ရတဲ့သူတွေအခြေအနေပတ်သက်ပြီးတော့မှာပေါ့အဲမကကြာလာပြီဘယ်နှကက်လဲ၃ကက်အိုးဂျက်စမန်ဂျက်စမန်ကြာလာရယ်နော်ဂျက်စမန်ဆိုတော့ဂျက်စမန်ဆိုတေချာလဲပြန်လဲအဆင်ပြေဖို့တွေရှိပါတယ်ဂျက်စမန်ခွင်းတော်ဝမ်းခွင်းတော်ဝမ်းအိုးအစ်စောစွာအစ်စောစွာဒါခွင်းတော်ဝမ်း တော့ဒီကလေးကျမဒီမှာခဏပေးဖက်ထားလေးကျမချိမယ်ပေါ့နော်အဲ့တော့တချို့အဆက်သက်ပြတဲ့ပြနေတဲ့သူလေးတွေကပြန်လဲပြီးတော့ဒီမှာ isoc cut ဆိုတာလေအဲအဆက်သက်ပြတဲ့သူတွေနဲ့ပြန်လဲပြီးတော့မှသင်ပြေးွားတာမျိုးသင်ညှော်လင့်ချက်လေးတွေကပြန်ပြီးတော့မှပြေးခုနပြောတာကျမပြေးလာပြီးမယ်ဆိုတဲ့အနေထားရောက်လာတယ်ပေါ့နော်ကျမပြေးလာတယ်ပြန်လဲပြီးတော့မှဟိုကိုဟိုအချစ်တဲ့ ပေးသလိုမျိုးပေါ့နော်အချစ်တရားရှိသလိုမျိုးကိုယ်ကလုံးဝအပြေဝကိုယ်ကို လာပြီးတော့မှအဲအနေထားတစ်ခုမှဆိုရင်အဆက်အသွယ်ပြန်ရပြီးတော့မှပြန်ပြီးတော့မှတရားတရားလွှဲထွေးကျင်တာစားနဲ့ချင်းချင်းမေတ္တာကိုယ်ကလည်းသူ့ပေးတဲ့အချစ်ကိုပြန်လက်ခံလိုက်တယ်ဆိုတဲ့အနေထားမျိုးနဲ့အပြေဝချစ်ချစ်တယ်ဆိုတဲ့အစဉ်ပြေဝရတယ်ဆိုတဲ့အနေထားမျိုးပေါ့နော်တေချာတော့တရားသားချာအဲအဆက်အသွယ်ပြတ်တာလေးတွေပြန်ပြီးတော့မှရသွားတာမျိုး communication အပြန်လည်းပြန်ရရှိသွားတယ်ဆိုတဲ့အနေထားလေးတွေ့ရတယ်ပေါ့နော်နောက်တစ်ခုက single လေးပါရင် single လေး ခုကြည့်ရပြီးတော့စင်ကလေးမှာချစ်တရရှိရလို့တွေ့ရတယ်။အဲ့တော့ဒီအခြေသက်ကိုသင်ချက်ချင်းတော့လက်မခံသေးဘူး။ဒါပေမဲ့နောက်ပိုင်းသင်လက်ခံတဲ့အနေအထားမျိုးလေးဟောတွေ့ရတယ်ပေါ့နော်။ဟောနည်းနည်းလေးကိုကမာနာတော့ရှိတယ်။ခွင်းတော်ဝတ်အနေအထားမှာဆိုမာနာတော့ရှိတယ်။ဒါပေမဲ့တစ်ဖက်သူကခွင်းတော်ဝတ်အနေအထားနဲ့လာမှာသိရှိ။တစ်ဖက်သူကသိရှိလာမဲ့သူကဒီလိုအချက်ချင်းမေတ္တာပြပေးမဲ့သူကကိန်းတော်ဝတ်အနေအထားနဲ့တင့်အောင်လုံးဝအဲပြောမဆိုရင်ခွင်းတော်ဝတ်ခွင်းခွင်းတော်ဝတ်ဆိုသူနဲ့သူနဲ့ပေါ့နော်သူ့ဘဝနဲ့ဟိုပေါ့သူနဲ့တင်နေတာဆိုလုံးဝကိုဘယ်လိုလုပ်လဲ။ အဆင်ပြေမယ်လယောညှိထွေမှုရှိရဲဆိုသူတင်ထင်နေပြီးတော့မှကိုရှိလာကန်လာတဲ့အချက်ချင်းတရားမျိုးပေါ့နော်ဒီတရားမျိုးဒီအနေထားမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်အခွင့်နှုံးရမှာဆိုတခါပထမတော့ကိုကနည်းနည်းလေးဟိုကိုအလုပ်တွေအအောင်ဆိုင်ပြီးတော့မှတော့သူအချက်ကိုချက်ချင်းလက်မခံပိုင်းနဲ့နည်းနည်းမူနေသေးတာပေါ့နော်မူနေသေးပြီးတော့မှအဲ့အလုပ်တွေလုပ်ပြီးတော့မှသူ့အခက်ခက်တဲ့အနေထားမျိုးပေါ့နော်အချိန်ကာလတစ်ခုကြာကိုအခက်ခက်တယ်ပေါ့နော်ဒီအနေထားမျိုးတွေ့ရတယ်ဒီအနေထားမျိုး တော့ဒီနေထားမျိုးတွေ့ရတယ်ပေါ့နော်အကဲခတ်ပြီးတော့မှပြီးတော့မှကိုအိဆော့ဆော့မှဆိုရင်လုံးဝသူ့အမြင့်ကြတရားကိုကို့ဘော်အဲတေချာလေးကို့ဘော်လေးဟိုကိုရဲ့အချစ်တွေတန်ဖိုးထားရတယ်အဲပြောမယ်ဆိုလို့ရှိရင်ကိုကိုလိုချင်တဲ့အချက်လက်လေးသူ့သူ့မှာတွေ့ရတယ်ပေါ့နော်အဲ့ခါမှာကိုကအိဆော့ကမှာအိဆော့ဆော့ပေါ့နော်အိဆော့ဆော့မှဆိုရင်သူ့ကိုလက်ခံလိုက်တယ်ဆိုတဲ့အနေထားပေါ့နော်သူ့ရဲ့ချစ်ချင်းတရားကိုလက်ခံလိုက်တယ်ဆိုတဲ့အနေထားဆိုပျော်ရွှင်မှုတွေလည်းရရှိလာတယ်ဒီနေ့ရောက်သားချက်မှာနော်ဒီမှာခင်တော်ဆွဲ ခွင်းတော့ဆိုမြန်သာကင်းခွင်း energy ဆိုတော့လေးသိကြတာမြန်သာကလေကိုယ့်ရဲ့ဒီအဲမိသားစုမှာဆိုရင်အကြီးအကြီးလေးဖြစ်နေမယ်เนาะဒီအမျိုးသမီးလေးဆိုလည်းအခုဒါဒီလိုရှိတဲ့သူကအမျိုးသမီးဆိုလည်းကိုယ့်ရဲ့မိသားစုမှာတချို့လေးအများအကုန်လုံးမဟုတ်ဘောเนาะအကုန်လုံးမဟုတ်ဘောเนาะတချို့လေးတချို့လေးကအကြီးလေးပေါ့เนาะအမျိုးသားဆိုလည်းအိမ်မှာအကြီးဆုံးအမျိုးသမီးဆိုလည်းအိမ်မှာအကြီးဆုံးအဲသူမျိုးအကြီးဆုံးတချို့လေးကြတော့လည်းအကြီးဆုံးအကြီးဆုံးချင်းတွေ့ကြတာမျိုးဆိုရင်အနေထားလည်းတွေ့ရတယ်ပေါ့เนาะ အဲ့တော့ပြောမယ်ဆိုရင်တင့်အခြေရေးပါရှစ်ဆက်ဖြစ်မလဲအဆင်ပြေဖို့ရှိအဆင်ပြေသွားတဲ့အနေအထားတွေ့ရရနော်ထူးတစ်ခါ energy နဲ့အဲဒီလိုဖြစ်ချင်တဲ့အနေအထားလေးကလို့ကနားလည်မှုပြည့်ပြည့်နဲ့ဒီမှာ exhaust ခတ်မှာဆိုရင်အဲပြောလင်းတဲ့အတိုင်းမှာဆိုအချစ်တဲ့အနေနဲ့ရရှိပြီးတဲ့ငါအချစ်တဲ့ရရှိတယ်လို့အချစ်တဲ့လိုမျိုးကိုလာပြီးတော့မှအရင်သူကပေါ့နော်ပြက်အဆက်တက်ပြက်နေရတဲ့သူကိုနဲ့တယောက်ဆင်ပြက်လို့နေပါ ပြောမဆိုရင်ကိုကတခါတည်းဆူတောင်းပင်မှာလဲကိုစိတ်ထဲမှာ net surrender လောက်ရှင်နေဆိုတဲ့အနေထားတော့တွေ့ရတယ်ဒါပေမဲ့လဲအဲသူ့ဘက်ကလာပြီးဆက်သွယ်မှုတွေနဲ့သူပြန်လာပြီးတော့မှအဆင်ပြေလာတာမျိုးဆိုတဲ့အနေထားမှာသူပြန်လာပြီးကိုကန့်လန့်လာပေးတာပေါ့နော်အစ်စော့ခတ်မှာကိုလာပေးတဲ့အနေထားမှာဆိုရင်လောကအဲ အဆင်ပြေမှုလေးတွေမြောက်သားမှာဆိုရင်နှွေးထွေးမှုလေးအပြန်လဲနားလဲမှုလေးနဲ့ရပြီးအဆင်ပြေသွားတယ်ပြီးတော့ new love လေးတွေပေါ့နော် single လေး new love မှာဆိုလဲပထမတော့သင်လက်မခံသေးဘူးပေါ့နော်အဲဘာဖြစ်ကြောင်းလဲ single လေးမှာလဲကိုယ့်ရဲ့အသိနဲ့ပတ်သက်တဲ့ trauma လေးရှိတဲ့အခါမှာသင်လက်မခံရသေးဘူးနည်းနည်းမှာခံစားချက်တွေရှိနေတဲ့အခါမှာခန္ဓာလက်မခံသေးပါနဲ့သူ့ကိုကိုကအဲစောင့်ကြည့်နေရပါဘောနော်စောင့်ကြည့်နေရဒီမှာဆိုခွင်းတော်မှာမှာဆိုရင်ကိုယ့်လူတွေကိုအလုပ်တွေလုပ်နေရစူးစမ်းနေရကိုယ့်ဘဝအတွက်ကိုတွားနေရဆိုအနေထားနေသူ့ကိုစောင့်ကြည့်နေအလုပ်ကတစ်ဖက်ကလုပ်တယ်တစ်ဖက်က သူကိုချီးရဲဆိုတဲ့အနေထားဆိုလုံးဝကိုအပြင်းပေးသေးပါနဲ့သူ့အနေထားစောင့်ကြည့်ပြီးတော့မှအချိန်ကာလတစ်ခုကြာကြမှအဲဒီပေါ့နော်အဲဒီ single ကိုခုနကပြော single လေးတွေရာလေ single လေးတွေကတစ်ဖက်လူရဲ့အချက်ကိုကိုဟိုလိုချင်တဲ့အချက်လက်သူ့မှာပြည့်စုံတဲ့ကုပေါ်အလေးထားတန်ဖိုးထားရဲဆိုအနေထားဟိုပေါ့နော်ဟိုတကယ်ကိုချင်းချင်းမြတ်တာတည်းကကုပေါ်မှာအပြည့်ဝပေးနိုင်မဲ့သူဆိုတဲ့အနေထားတွေ့ပြီးတော့မှကိုလက်ခံလိုက်တဲ့အနေထားမျိုးတွေ့ရတယ်ဒီမှာ jasmine နော် family ကလေးတွေ့ရဒီမှာ Jasmine ဒီမှာ True Rock Cup เนาะအဲ့တော့ဒီမှာအနေထားတစ်ခုတွေ့ရမှာဆိုလို့ရှိရင်ဟိုပြန်လဲပြီးတော့မှတချို့လေးပြန်လဲဆုံတွေ့ပြီးတော့မှမိသားစု live တစ်ခုလေးကိုရရှိသွားတာဆိုတော့အနေထားမျိုးတွေ့ရတယ်ဆိုတော့လေအဲတေချာတဲ့တစ်ဖက်သူက single လေးမှာတစ်ဖက်သူကကိုယ်ဒီလိုမျိုး Jasmine မှာဆို family life ထိသွားမဲ့သူမျိုးလေးပေါ့เนาะ family ထိသွားမဲ့သူမျိုးလေးတွေဖြစ်တယ် Kingdom Ones ပါဆိုလုံးဝဟိုကိုယ်ပေါ်ဟိုအတိတဘောနဲ့ပဲလာပြီးတော့မှပေါ့တိတက်တက်လေးနဲ့တည်ငြိမ်စွာနဲ့ကိုယ်လိုက်ထဲကို ရောက်ရှိပြီးတော့မှကိုနဲ့ဟိုဘယ်လိုမျိုးလဲခိုင်းပါတဲ့တန်ရောစင်တစ်ခုချင်းချင်းတရာတရာတစ်ခုနဲ့ကိုရှင်လာတဲ့အနေအထားမျိုးဆိုတဲ့အနေအထားလာလာလာတဲ့အနေအထားမျိုးဆိုတာတွေ့ရတာပေါ့နော်အော်ဒီမှာလည်းတွေ့ရတာက adjustment ပါလေ adjustment ကတော့ပြန်လဲစီပြေလာပြန်လဲနိုးကြလာပြန်လဲစီပြေလာအခါမှာတွေ့ရတာကတော့ဒီလိုခုနပြောတဲ့ ဒီမှာဒီလို energy မျိုး handman energy နဲ့အဆင်ပြေဖြစ်တဲ့ဒီကိုမျောလင်းထားတဲ့ desktop energy မှာဆိုလည်းပြန်လည်ပြီးတော့ adjustment မှာဆိုပြန်လည်အဆင်ပြေပြီးတော့မှနားလည်မှုညှိနှိုင်းမှုလေးတွေရရှိတာမျိုးဆိုတဲ့အနေထားဆိုတော့လေအဲ့တော့တင်းခုပြီးတော့ကြည့်ရတဲ့တွေအခြေရေးအဆင်ပြေဘူးဆိုရင်အခြေရေးတိတ်မကြခင်အဆင်ပြေမဲ့အနေထားလေးတွေ့ရတယ်နော်အဲ့တိတ်မကြခင်တင်းလို့နှစ်ယောက်အသက်တွေရပြီးတော့မှသူရောခက်အနေထားလေးနဲ့အပြင်လည်းနားလည်မှုလေးနဲ့အစီအပြေတာမျိုးအော်တင်းတခါတလေမှာတင်းရဲ့ဆုံးမြတ်ချက်ကိုဆုံးမြတ်ချက်ကိုဘာလို့ရမှမသိပဲနဲ့ကိုယ့်ရဲ့ဒီပေါ့နော် အဲကိုယ့်ရဲ့ခင်မင်းရင်းကြီးရဲ့အဲအထက်ကအသက်ကြီးတဲ့သူအသက်ကြီးတဲ့သူကိုယ့်ရဲ့အကောင်းကျိုးကိုလိုလားတဲ့သူမှပဲကိုကသွားပြီးတော့မှအကြံဉာဏ်တောင်းတဲ့ခါသူအကြံဉာဏ်ကြောင့်လဲကိုယ့်အတွက်အဆင်ပြေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်မယ်ပေါ့နော်သူအကြံဉာဏ်ပေးတယ်အဲ့တော့ဒီအကြံဉာဏ်အကြံဉာဏ်ပေးတဲ့ခါမှာဖြစ်ဟိုအဆင်ပြေသွားပြီးတော့တစ်ဖက်သူကိုယ့်ပြန်ဆက်သွယ်လာတဲ့ခါမျိုးတစ်ဖက်သူကလည်းကိုယ့်လုံးဝအပြည့်ဝနားလည်မှုနဲ့ပေါ့နော်အစ်စော့ခတ်လုံးဝကိုချစ်ချင်းမြတ်တာတည်းကအရင်နဲ့မတူတဲ့ချစ်ချင်းမြတ်တာတည်းကလည်းကိုယ်လာပေးတဲ့ အရာကိုတွေ့နေရတယ်ပေါ့နော်။ဟိုပြောမှဆိုရင်ဆက်သွယ်ပြတဲ့သူတွေတွေလုံးဝ communication တစ်ခုကပြန်လည်ပြီးတော့မှ connection တစ်ခုကောင်းကောင်းလေးပြန်ပြီးတော့တိဆောက်ဖြစ်တာမျိုးပေါ့နော်။တွေ့ရတယ်။အဲ့တော့ဒီတစ်ဖက်သူကလည်း Jasmine မှာလည်းဒီလိုမျိုး family ကလိုပဲတွားခြင်းတယ်တစ်ဖက်သူကဒီလိုနေထားတစ်ခုတွားခြင်းဆိုအနေထားလည်းတွေ့ရတယ်ပေါ့နော်။အဲ့တော့တေချာလည်းတင်းတို့နှစ်ယောက်တစုလေးတွေ star energy မှာဆိုလဲဆန္ဒလေးပြေးသွားတယ်နှုတ်လန့်ချက်လေးပြေးသွားတယ်ဆိုရင်အနေထားမျိုးပြန်လဲစောက်ပေါင်းစည်းတာမျိုးစုံစည်းရတာမျိုးနှွေးထွေးမှုလေးတွေရရှိရဲဆိုရင်အနေထားလေးတွေ့ရတယ် single လေးရာလဲလောက single လေးလိုက်မှာလဲကိုရှိကိုဒီလိုမျိုး family မိသားစုအနေနဲ့သွားခြင်းနဲ့အနေထားမျိုးနဲ့ဘောနော်ခိုင်ခိုင်မာနဲ့ relation တစ်ခုကိုခိုင်ခိုင်မာတိဆောက်ပြီးတော့မှလွယ်နဲ့လက်မလွတ်ပေးတဲ့သူမျိုးပေါ့နော်ဒီလိုသူမျိုးကို life ထဲမှာရောက်လာပြီးတော့မှကိုရွှေရွှင်နဲ့သွားမယ်အနေထားဒီမှာကြည့် is what's on မှာဆိုရင်အနောက်မှာအင်္ဂလိပ်လက်တွေ့တယ် ပြီးဒီမှာပန်းလေးပေါ့နော်လုံးဝခန်းစားမှုကလုံးဝအစ်စ်ဖြစ်ဖြစ်ဖြစ်နေပြီးတော့မှစင်ကလေးမှာဆိုတော့လုံးဝချက်ချင်းပြတာတရားကနားလည်မှုတွေရရှိရဲ့အနေအထားမျိုးလေးပေါ့နော်ပြောမဆိုရင်အဲကိုယ့်ကိုလိုက်ရောမှုလေးအလိုလိုက်မှုလေးတွေပေါ့နော်အော်အဆက်ဆက်ရကိုယ့်ပေါ်ဒီတစ်ဖက်သူပါလေတစ်ဖက်သူကကိုယ့်ပေါ်အလိုလိုက်မှုလေးရေအလိုအရန်ချစ်တက်တက်သူတစ်ဖက်သူပါလေအလိုလိုက်တဲ့ကိုယ့်ပေါ်ကိုယ်ဆိုးတမျှတိခံပေးရဲဆိုအနေထားမျိုးလေးပေါ့နော်အဲ့တော့အတိုင်းနာကိုယ့်ပေါ်သူတိခံပေးရပေါ့နော်အဲ့ဒီလိုမျိုးမျိုးလေးနဲ့ကိုယ်ကိုကဒီမှာကြည့် ခက်ချီချီပဲသူမှထိုင်နေရကြည်လိုက်ကိုင်းနှောင်း once မှာဆိုရင်ခက်ချီချီနဲ့သူထိုင်နေရကိုကကိုလာပြီးတော့သဘောကျတယ်ဆိုတော့ကိုကလည်းလေးပူပြီးခြေသွားတာပေါ့အရင်ထပ်ပူခြေပြီးတော့မှထိုင်နေကိုလုံးဆရာဆရာလုတ်ပြီးတော့မှအဲလက်မချခြင်းဘူးပေါ့လက်မချခြင်းကိုကကိုပဲနေခြင်းနဲ့ဆိုအနေထားနဲ့ကိုကခြေအမှန်ကန်နောက်ဆုံးတော့ကိုလည်းသူ့ကိုသဘောကျပြီးသူ့ရဲ့ mono personality သူ့ရဲ့အဲအနေထားတွေကိုအနိကလိလာပြီးတော့မှကိုသဘောကျပြီးတော့မှအဖြေပေးဖြစ်တာမျိုးပေါ့နော်ဒီလိုအနေထားမျိုးတွေ့ရတယ် အဲ့တော့အရင်ကောက်မှလည်းဒီမှာ single လေးတွေလည်းပါတယ်နော် single လေးတွေကလည်းလုံးဝကိုသူတို့အတွက်တည်င်းကောင်းလေးပါ single လေးတွေအဲ့တော့တချို့လေးတွေကလည်းအဆင်ပြေတဲ့သူလေးအဆင်ပြေသွားတယ်ဆိုအနေထားမျိုးတွေနဲ့တွေ့ရတယ်အဲ့တော့ဒီဗီဒီယိုလေးကတင်တဲ့ကတော့အလုံးဝ energy အပြည့်အဝရောက်ရှိမယ်လို့ကျွန်မမျှော်လင့်ပါတယ်နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မရဲ့ဗီဒီယိုလေးကိုလည်းအဲ subscribe လေးလုပ်ပေးပါအောင်နော်အားလုံးကိုနောက်ဗီဒီယိုတွေမှာတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်နော်